ချက်စီတင်ကိုအပိနေကြရဘရာသညီကိုပြိသက်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခါကြောင်းပါစေလို့ကျွန်တော်နဲ့ဦးစောပရမနှုတ်ခွန်းဆက်သလိုက်ပါရစေ CCTV YouTube Channel နဲ့ Blog Facebook Page ကနေလည်းချက်စီချင်ညီကိုပြိသက်တွေအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါရစေဆိုတော့ကျွန်တော်တို့ဒီကနေ့မှာတော့ဝမ်းသာစရာချက်စီသတင်းတွေကိုကြားရရမှာပဲဖြစ်တယ်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ချက်စီတင်ကမနီကာအရှင်ပိုင်ကစားတဲ့ဘင်ဖီကာနဲ့ပွဲစဉ်အပြီးမှာတကိုးလေးကိုဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့တယ် ပွဲစဉ်မှာကစားတဲ့အနေထားတွေအများဆုံးရှိရင်လည်းပြိသက်တွေအတွက်ဒါအားရစရာအနေထားမျိုးဖြစ်တယ်လက်ခံစရာအနေထားမျိုးဖြစ်တယ်ပေါ့နော်။သွင်းကိုရရကြည့်မယ်ဆိုလို့ရှိရင်လည်းဒါပက်ဒရိုနက်ဒိုလိုကစားသမားဆိုလို့ရှိရင်တော်တော်လေးဒါသွင်းကိုရဆက်ခဲ့တယ်ပေါ့နော်။ဆိုတော့ဒါရှေ့ကပွဲစဉ်မှာဒါပုံမှန်လေးပေါ့တိုးတက်လာတယ်ဆိုတဲ့အနေထားမျိုးလို့ကျွန်တော်နေပြောလို့ရတယ်။ဆိုတော့အဲ့လိုမျိုးအနိုင်ရရှိခဲ့တဲ့အတွက်ကြောင့်လည်းကျွန်တော် Club World Cup ကိုလာမယ့်ပွဲစဉ်မှာပါမီးရဲ့အသင်းနဲ့ Quarter Final အဖြစ်ကျွန်တော်ရှင်ပြန်ရမှာဖြစ်ပါတယ်။ဆိုတော့ Chelsea အသင်းတို့ကခြေလှမ်းတွေကတော့ဒါ club walker ခြေလမ်းတွေကတော့ခတ်တော့တော့လေးနဲ့ပဲရောက်ရှိလာခဲ့ပြီလို့ကျွန်တော်ပြောလို့ရတာဖြစ်တယ်ဒီလိုပဲတစ်ဖက်မှာဆိုလို့ရှိရင်လေမနေ့ကပွဲစဉ်မှာပေါ့နော်ယာတီဥတုအခက်ခဲကြောင့်ကျွန်တော်တို့ဒါပွဲစဉ်ရန်သားရတာတွေရှိတယ်ဒါပေမဲ့တော်တော်လေးကြာတယ်ဗျဒီပွဲစဉ်ကလေဒါကိုင်စီရိုးတော်မှာပြောပါတယ်ဒါအကြဆုံးကစားခဲ့ရတဲ့ပွဲစဉ်ဆိုပြီးပြောခဲ့တယ်ကိုင်စီရိုးကလည်းမနေ့ကပွဲစဉ်အပြီးမှာဒါကျွန်တော်တို့ပွဲစဉ်လိုက်အကောင်းဆုံးကစားသမားစုကိုစွခုနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ကစားသမားတွေတော်တော်များများလေးခြေစွမ်းပြနိုင်တဲ့အပိုင်းတွေရှိသလိုတသိန်းလုံးအနေထားရဆိုလို့ရှိရင်လေက ျွန်တော်အများကြီးတိုးတက်လာတယ်အများကြီးဒါလှုပ်ဆောင်ကြရှိတာတွေကိုဖြည်းဖြည်းမှန်မှန်နဲ့အကောင်းဆုံးလှုပ်ဆောင်လာနိုင်တဲ့အနေအထားမျိုးမှာရှိတယ်လို့ကျွန်တော်ပြောလို့ရတာပဲဖြစ်တယ်ဆိုတော့ Chelsea တင်းနဲ့ဘာမီယာအသင်းနဲ့တွေ့တဲ့အခါမှာလည်းအကောင်းဆုံးရှင်းပြနိုင်ပါစီလို့ကျွန်တော်တောင်းဆိုပြုတယ်ဘာမီယာအသင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လူငယ်ကစားသမားလေး Aston Villa ဟာဆိုလို့ရှိရင်လည်းအဲ ပါဝင်နေတယ်ပေါ့နော်ဆိုတော့ဒီကစားသမားတွေဆိုလို့ရှိရင်ဒါ Chelsea တင်းတို့ကအနာဂတ်မှာ potential ရှိတဲ့ကစားသမားတယောက်ဖြစ်သတ်မှတ်ခံထားတဲ့ကစားသမားတို့ဦးဖြစ်တယ်ပေါ့နော်ဆိုတော့အများကြီးပါပဲ Chelsea တင်းနေနဲ့ club walker ရှင်မြိုင်ရင်းနဲ့ဒါအသင်းရဲ့ဒီစီလုံးမှုပေါ့နော်ကစားတဲ့ ပုံစံကမျက်ခြေပြတ်မသွားဘူးပေါ့ဗျာပုံမှန်မဟုတ်လို့ရှိရင်ဒါကြားထဲမှာနားတာနဲ့ပါနေဆိုလို့ရှိရင်ကကစားသမားတွေအနေနဲ့ဒါ training လောက်ပဲရှိရချင်မှာဒါဘာပဲပြောပြောဒါခြေစွမ်းပွဲတွေထက်တဆင့်မြင့်တဲ့အနေထားမျိုးဆိုတော့နီးပြနေတယ်လေသူ့ရဲ့နီးပြူဟာဘိုင်းနေပတ်သက်ပြီးတော့အများကြီးဒါကစားလို့ရတယ်ဆိုတော့အနေထားမျိုးမှာရှိတယ်ပေါ့နော်ဆိုတော့တစ်ဖက်မှာလည်းကစားသမားတွေအနေနဲ့အများကြီးပို့ပြီးတော့အတွဲမိလာမယ်ဆိုတဲ့အနေအထားမျိုးဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော်တို့ဒါ club world cup နဲ့ပတ်သက်ပြီးတော့ဒါ chelsea သင်းရဲ့လက်ရှိ လာတော့အောင်မြင်မှုလေးချို့ပေါ့နော်ဆိုတော့ဒါကိုတင်ပြပေးတာပဲဖြစ်ပါတယ်တစ်ဖက်မှာတော့အပြောင်းရွှေ့ဘက်မှာဆိုလို့ရှိရင်လေဘော်ရီဆီယာဒေါ့မွန်တင်ရဲ့တိုက်စစ်ကစားသမားဖြစ်သူရမယ်ဂတ်တင်ကိုကျွန်တော်မနေ့ကဗီဒီယိုမှာလည်းပြောတယ်ဒီနေ့မှာတော့လုံးဝ confirm ပေါ့နော်ချက်စီးတင်နေနဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ် ဆက်စားခြင်းရပို့တွေမှာတော့ဒါ Chelsea နဲ့ဒေါ့မွန်တင်းနဲ့ဂျာမာဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဒါသဘောတူညီမှုရရှိခဲ့ရတဲ့ဆိုတော့အနေထားလောက်ပဲကျွန်တော်ကြားရတာဖြစ်တယ်။ကစားသမားနဲ့ Chelsea တင်းနဲ့ဂျာကသဘောတူညီမှုကတော့ရရှိထားခဲ့တာကြားပြီ။ဒါပေမဲ့ဒီ Chelsea နဲ့ဒေါ့မွန်ဂျာမာစက်ညိတယ်စက်ညိနေတဲ့မှာဒါကျွန်တော်တို့ပထမကမ်းလှမ်းချက်မှာလည်းကတိတ်ပြီးတော့ကွာဟတာတော့မဟုတ်ဘူး။ဆိုတော့52တန်းဆိုတဲ့အနေထားက ဒေါမွန်လိုဂျင်ရဲ့ပမာဏနဲ့အရင်ဝေးကွာတာမျိုးမဟုတ်တဲ့အနေအထားမှာဆက်ပြီးဆွေးနွေးတဲ့အချိန်မှာအဆင်မြေခဲ့လို့ကြားရတယ်။ဒါပေမဲ့အခုနောက်ဆုံးထပ်ပြီးတက်လာတဲ့တည်နေရဆိုလို့ရှိရင်တော့ဒါရိုမာနိုရိုအပါဝင်တခြားသောယုံကြည်စိတ်ချပြီးတော့ခိုင်မာတဲ့ source တွေရဲ့ဖော်ပြချက်အရပေါင်တန်း90ဝန်းကျင်ပဲဗျ။အဲ့တော့ bonus နဲ့ပေါင်းလိုက်55တန်းလောက်ထိလည်းဖြစ်သွားနိုင်တယ်လို့ကျွန်တော်သိရတယ်။ ချက်စီသမက်ကဒီ price ဟာဒီကစားသမားနဲ့ထိုက်တန်လို့လဲချက်စီသမက်ကယုံကြည်တဲ့အတွက်ကြောင့်ပြီးတော့ချက်စီနဲ့ကစားသမားကြားမှာလဲဆက်ဆက်ရေးကကောင်းတယ်ကစားသမားရဲ့ vision နဲ့ချက်စီသင်းသွားချင်တဲ့ plan ဟာဆိုလို့ရှိရင်လဲအများကြီးအထောက်အကူပြုနိုင်တဲ့အနေအထားမျိုးတွေရှိတယ်လို့ယုံကြည်တဲ့အတွက်ကြောင့်မလို့ဒီ jee ကို baby ခေါ်ယူခဲ့တာဖြစ်တယ်လို့ကျွန်တော်သိရတယ်ဆစ်စစ်မှုကတော့မကြခင်မှာပြုလုပ်တော့မှာဖြစ်ပြီးတော့ဒါအောင်မြင်မဲ့အောင်မြင်သွားမယ်ဆိုလို့ရှိရင်တော့ဒါဆက်ပြီးတော့လှုပ်ဆောင်စားချက်ရှိရာတွေကိုဆက်လက်လှုပ်ဆောင်မှာဖြစ်တယ်လို့ကျွန်တော်နေကြားသိရတာပဲဖြစ်တယ်ကစားသမားကတော့ဘလောက်ထိချက်စီသင်းကိုပြောင်းကျင်လဲဆိုလို့ရှိရင်ဂျားထဲမှာ ဂျာမန်ထိပ်သီးကလပ်အသင်းအသင်းဖြစ်တယ်ပေါ့နော်ဒါကျွန်တော်ဘိုင်မြူးနစ်အသင်းကဆိုလို့ရှိရင်လည်းကစားသမားကိုဂျားတဲ့မှာဟိုက်ဂျက်လုပ်နိုင်ဖို့အတွက်စူးစမ်းခဲ့သေးတယ်လို့ကျွန်တော်သတင်းတွေအရသိရတယ်ဒါပေမဲ့ကစားသမားကိုယ်တိုင်ကဒီဘိုင်မြူးနစ်အသင်းရဲ့ကလန်ဂျက်အပေါ်မှာပေါ့နော် စိတ်မဝင်စားဘူးသူဒီလုံးဝအုပ်တုံးဒါချက်စီသတင်းတွေကိုပဲစိတ်ဝင်စားတယ်ဆိုတဲ့အနေအထားမျိုးမှာယက်တီခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒါ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့ဂျားတွေကနေပြီးရမန်ကတင်ကိုဖြတ်တဲ့နေရာမှာဖြတ်လို့မရဘူးပေါ့ဗျဖြတ်လို့လို့မရဘူးဆိုတဲ့အနေအထားမျိုးဖြစ်သွားတယ်လို့ကျွန်တော်နားလည်ထားတာပဲဖြစ်တယ်ဆိုတော့ရမန်ကတင်ကတော့ကျွန်မကြားခဲ့ရပိုင်းမှာဒီ paper work တွေ document တွေတော့တေချာထွက်လာနိုင်နေပေါ့နော်လောကဒါ Chelsea တင်းနေနေခေါ်နိုင်ခဲ့တဲ့ player တယောက်လို့ကျွန်တော်ပြောလို့ရပြီလာမကတော့အခုချိန်မှာအသက်ရွယ်အပြည့်အသက်20ပဲရှိသေးတယ်ဒါကျွန်တော်တို့အင်္ဂလန်ကစားသမားပေါ့နော်အဲနည်းနည်းလူမျိုးရောဆိုတဲ့အနေအထားမျိုးမှာတော့ရှိတယ်အဲ ခြေသွားနေရတော့တာတော့မှမှာ မနစ်ကပြခြေစွမ်းနေရဆိုလို့ရှိရင်တော့ချက်စီးတဲ့သဘောကြတဲ့အနေထားကလည်းကြလောက်တဲ့အနေထားမျိုးပါလို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့ skill ပါညာကတော့ကျွန်တော်တို့ YouTube မှာသာရှာကြည့်လိုက်ပေါ့ဗျာကျွန်တော်ဟို highlight တွေရှိနေမယ် highlight ဆိုတော့အကောင်းဆုံးတွေကိုရွေးထုတ်ထားပါဒါပေမဲ့ပွဲစဉ်အလိုက်ချင်းကမှုတွေတချို့ကိုတော့ကျွန်တော်သုံးသပ်ကြည့်မယ်ဆိုရင်တော့ကစားသမားကဒါချက်စီးတဲ့နေလိုချင်တာလည်းမဆမ်းဘူးလို့ပြောလို့ရတယ်ကစားသမားမျိုးတွေမှာပါဝင်တယ်လို့တော့ပြောနိုင်ပါတယ်ဆိုတော့ရမယ့်ကတိကတော့ချက်စီးတဲ့ကစားသမားဖြစ်လာဖို့အတွက်လက်တကမ်းအလို့ကိုရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်ဆိုတော့တစ်ဖက်မှာတော့ကျွန်တော်တို့ရမယ့်ကတိရဲ့ကိစ္စပြီးသွားတဲ့အချိန်မှာချက်စီးတဲ့အပြေဝ အာယုံစလျာတဲ့နောက်ထပ်အပြောင်းအရွှေ့တစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ bright and near တိုက်စစ်ကစားသမားဖြစ်သူ yao patrol ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခုတက်တဲ့ robot တွေရာဆိုလို့ရှိရင်တောက်လျှောက်ဆိုသလိုပေါ့နော်တော်တော်လေးပေါ်ပြနေကြတာက yao patrol နဲ့ပတ်သက်ပြီးတော့ chassis တင်းကသူတို့ရဲ့စစ်ဝေစားမှုကိုတီးထပ်ပို့ပြီးမြင့်တင်လိုက်လို့ yao patrol ကိုရရှိနိုင်မှုအတွက် chassis တင်းအနေနဲ့လဲစူးစမ်းမှုတွေကပို့ပြီးတော့ဒါဟိုပါပေါ့နော်အားကောင်းလာတယ်လို့ကျွန်တော်အနေနဲ့သိရတယ် ရောဘတ်ထိုဟာချက်စီးတဲ့ငိုရဲကဒါသဘောကျတဲ့ပလီယာတယောက်ဖြစ်တယ်လို့ဒီနောက်ပိုင်းဟိုနောက်ပိုင်းဘယ်လိုပြောမလဲဒီမနစ်ကရာသီအပီးမှာဆိုလို့ရှိရင်ချက်စီးတဲ့နေနဲ့ပို့ပြီးတော့ဒီရောဘတ်ထိုပေါ်မှာသဘောကျခဲ့တယ်။ရောဘတ်ထို အနေနဲ့ဒါသူ့ရဲ့ပရီးမီယာလီဂ်ဆွမ်းဆောင်ရည်နဲ့ပတ်သက်လို့ရှိရင်ဒါချက်စီးအသင်းကတော်တော်လေးဟိုစိတ်ဝင်စားစရာကစားသမားမျိုးဖြစ်ခဲ့တယ်ပေါ့နော်။လက်ရှိမှာဆိုလို့ရှိရင်လည်းဒီရောဘတ်ထရိုဟာလေချက်စီးသေးရဲ့စိတ်ဝင်စားမှုအပေါ်မှာ awareness ဖြစ်တယ်လို့ကျွန်တော်သိရတယ်။ရမိုက်ဂတင်ရဲ့ ဟိုဟာလိုပဲပေါ့နော်အမေရိကန်တင်းရဲ့အပြောင်းရှိမှလိုပဲချက်စီးတင်းကအရင်ဦးဆုံးဒီကစားသမားနဲ့ပုပ်ဝေးဆိုင်ရာကိုအရင်ဆုံးသဘောတူညီရရှိဖို့အတွက်ကြိုးပမ်းသွားမယ်ဆိုတဲ့အရေးအောက်မျိုးတွေကိုလည်းပြသလျက်ရှိတယ်လို့ကျွန်တော်သိရတယ်ကစားသမားနဲ့ချက်စီးတင်းနဲ့ဂျာမန်ဆိုလို့ရှိရင်လည်းတွဲဆုံဆွေးနွေးမှုတွေကိုတောက်လျှောက်ဆိုသလိုပြုတ်လုထားတဲ့အခြေအနေမျိုးပေါ့နော် ပြုတ်ထားတာရှိသလိုတစ်ဖက်မှာဆိုလို့ရှိရင်လေဒီ Brighton နဲ့ Chelsea တင်းကလည်းဒါဒီဟို storage ကလေးကအပြောင်းရွှေ့အများကြီးဒါပြုတ်လုခဲ့မှုတဲ့အနေအထားမျိုးတွေရဲ့နောက်ပြီးတော့ကျွန်တော်တို့ အဲဘယ်လိုပြောမလဲ brighton ဘက်ကလည်းဒီကစားသမားကိုဒီ new york transfer window မှာလက်လွတ်ရလိမ့်မယ်ရောင်းချရလိမ့်မယ်လို့ဆုံးဖြတ်ထားပြီးသားအခြေမျိုးတွေရဲ့အကြောင်းပေါ့နော် chelsea နဲ့ brighton ကြားမှာလည်းဒီဒီနဲ့ပတ်သက်ပြီးတော့သဘောတူညီမှုရရှိဖို့အတွက်ဆွေးနွေးတဲ့နေရာမှာအများကြီးတော့ဒါကြောင့်အခက်အခဲအကြက်တဲတွေရှိမှာမဟုတ်ဘူးလို့တော့ကျွန်တော်သိရတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အဲဒီ brighton ကစားသမားကတော့ကျွန်တော်နောက်ထပ်ပြစ်မှတ်တစ်ခုပေါ့နော် chelsea နဲ့ပြစ်မှတ်တစ်ခုအနေနဲ့စောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်ဆိုတော့ yamel gatin ရာအိုပက်ထရိုပေါ့နော်ရာအိုပက်ထရိုကအသက်23နှစ်အရွယ်ဘရာဇီးလာဒါကျွန်တော်တို့တိုက်စစ်မှုတူဖြစ်တယ်ပေါ့နော်ဆိုတော့ချက်စီးသေးနေနဲ့ဟိုစိတ်ချရတဲ့ခွင်မှုမျိုးဖြစ်လာနိုင်မယ်လို့ကျွန်တော်လည်းဟိုယူဆပါတယ်ဆိုတော့ရာအိုပက်ထရိုရဲ့ခြေစွမ်းနေအရာပေါ့နော်ဒါပေမဲ့လက်ရှိပရီးမီးယားလိမာကိုပဲတခြားသောကလပ်အသင်းတွေကလည်းရာအိုပက်ထရိုပေါ်မှာစိတ်ဝင်စားနေကြတဲ့အပိုင်းနေလေကျွန်တော်တို့ ဟိုတွေ့ရပါတယ်ဗောနော်ဆိုတော့ဒါကျွန်တော်ဆက်လက်ပြီးတော့ဒီ marketing ရဲ့အခြေအနေပြီးတဲ့အချိန်မှာရအောင် patrol ရဲ့ saturation ကတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်။နောက်ဆုံးသတင်းမုတ်နေရာတော့ကျွန်တော်ရဲ့ဂိုးသမား saturation ပဲဖြစ်ပါတယ်။ဂိုးသမားအခြေအနေနဲ့ပတ်သက်လို့ရှိရင်လည်း Chelsea တင်းကအဲသူတို့အနေနဲ့ဗောနော်ဒီဒီဘယ်လိုပြောမလဲအသင်းမှာရှိနေတာ Petrovic တို့နောက် Caparisa Balaga တို့ကိုအရင်ဦးဆုံးဒါအသင်းကနေရှင်းထုတ်သွားဖို့အတွက်လုပ်မယ်။အဲ့ဒါပြီးလို့ရှိရင်တော့ဒီယာဒီမှာသူတို့ရဲ့ဒီ fast track goalkeeper နေရာအတွက်ပေါ့နော်။ တို့အနေနဲ့စဉ်းစားမှုပြုလုပ်မယ်ပေါ့နော်ဆန်ချက်ကဆန်ချက်နဲ့ဂျော်ဂျက်ဆန်ကိုပဲဟိုရွေးချယ်မလားဒါမှမဟုတ်တခြား ဟိုဟာပေါ့နော်ဝိုင်းငူသမားတယောက်ကိုအသုံးပြုပလာဆောင်နဲ့ပတ်သက်ပြီးတော့ချက်စီးသမားကဆုံးဖြတ်သွားဖို့ရှိရကြုံနေကြားသိရတာဖြစ်တယ်။လက်ရှိမှာတော့ Mike Mignan အပါဝဲ Martinez တို့ကတချို့ကလည်းပါတယ်ပြောလို့ချို့ report တွေမှာတော့မပါသေးဘူးလို့လည်းပြောနေကြတယ်အပိုင်းကြီးတို့ရှိရတဲ့အတွက်စောင့်ကြည့်သွားရအောင်ဖြစ်ပါကြောင်းတင်ဆက်ရင်းနဲ့ဒီကနေ့မနက်ခင်းအတွက်ချက်စီးသတင်းတင်ဆက်မှုတွေလောက်နေပဲရန်သာအဆုံးသက်ခွင့်ပြုပါခင်ဗျာ။ဆုံးနှီးကြည့်ရှုအားပေးကြသလိုဟိုးခရဲကလည်းကျွန်တော်ကိုအမြဲတမ်းအားပေးခဲ့ကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။အားလုံးပဲ see you next video ပါခင်ဗျာ။